အားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပူပူဆက်ဆက်အရာသာလေးနဲ့တောက်လို့အရင်ကောင်းတဲ့ကြက်တောက်ဆန်းဟင်းရည်လေးချက်ပါမယ်ရှင်။ကြက်တောက်ဆန်းဟင်းရည်အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့မြန်မာဆိုရင်ဇပလင်ရည်၊ဂျင်းရည်၊ကြက်တုံနီ၊ကြက်သွင်ပြူနဲ့မြေယူသီးစိမ်းကိုလိုအပ်ပါမယ်ရှင်။အမွေးဆိုင်အတွက်ကတော့ပင်စင်းရွက်နဲ့ရှမ်းနဲ့နဲ့ရွက်အနေငယ်ကိုတုံးထားပါတယ်ရှင်။ ဒီနေရာမှာအာပူရလေးရမယ်ဆိုရင်တော့အနံလေးလည်းပုံမွေးပြီးတော့ပို့ပြီးတော့လည်းလိုက်ဖက်ပါတယ်။ကျွမ်းကတော့ရတာလေးပဲတုံးထားပါတယ်ရှင်။အချင်းရတာအတွက်ကတော့မကြီးမဲ့ရည်လေးထည့်ပြီးတော့ချက်ပါမယ်။မကြီးမဲ့အစားမယမ်းပြားထည့်ချက်တာဓမ္မမဟုတ်တံမြားရည်ညှစ်ထည့်ပြီးချက်မယ်ဆိုလည်းရပါလိမ့်ရှင်။ကြက်သားကိုတော့ကြက်ပေါင်သား30သားလောက်ကိုတုံးထားပါတယ်။ အရင်ဆုံးဂျင်းလက်နှစ်စစ်စာလောက်ကိုငရုစုံထဲမှာထည့်ပြီးတော့ထောင်းထားပြီးလိုက်ပါမယ်။ဂျင်းထောင်းတာလေးမညက်တညက်အနေထားလေးရောက်ပြီးဆိုရင်တော့စက်တုံဖြူရဲ့စက်တုံနီရဲ့ငရုသီးစင်းရဲ့အားလုံးကိုရောပြီးတော့ထောင်းပြီးလိုက်ပါမယ်ရှင်။ဒီနေရာမှာထောင်းတာမဟုတ်ဘဲနဲ့ကြိတ်ဆက်နဲ့ကြည့်မယ်ဆိုရင်လည်းရပါတယ်နော်။ခုလိုမျိုးမညက်တညက်အနေထားလေးရအောင်ထောင်းပေးပြီးွားပြီဆိုရင်တော့ရပါပြီရှင်။ ပြီးရင်တော့ကြက်သားကိုအရသာနေဖို့အတွက်ချက်မဲ့ဦးရဲကိုတစ်ခါတည်းထည့်ထားပြီးတော့အရသာအတွက်စာစနွင်းမုံနဲ့အတီးရွက်ဟင်ထက်မုံထည့်ပါမယ်။ငံပြာရည်ကိုတော့ငားငံပြာရည်လေးထည့်ပါမယ်။ပြီးတော့မြင်ငပိလေးလည်းအနေငယ်လူအပ်တာမို့မြင်ငပိလေးလည်းထည့်ပါမယ်။ပြီးတော့ရင်တော့ခုနကအစင်တင်ထောင်းထားတဲ့ငရုတ်တိကျက်သွင်းလေးကျက်သွင်းဖြူဂျင်းထောင်းတာတွေကိုထည့်ပါမယ်။အရေးတော့ဖြစ်တဲ့အတွက်ပါမလို့စီကိုတော့အနေငယ်လေးပဲထည့်ပါမယ်ရှင်။ ပြီးတော့တာနဲ့အားလုံးကိုနှံ့ဆက်သွားအောင်လို့တတိချာချာလေးဒီအသားလေးကိုအရသာဝင်သွားအောင်လို့နေထားပြီးလက်ပါမယ်နော်အားလုံးနှံ့ဆက်အောင်ဒီချာချာလေးနေပြီးသွားပြီးပြီဆိုရင်တော့ဒီချက်သားလေးကိုအရသာလေးစိတ်ဝင်သွားအောင်လို့10မိနစ်15မိနစ်လောက်နှက်ထားပြီးလက်ပါမယ်ရှင်15မိနစ်လောက်အရသာနှက်ထားပြီးပြီးသွားပြီဆိုရင်တော့စချက်ဖို့အတွက်မိဘဘုံကိုအိုးကိုတင်လိုက်ပါမယ်အနက်လေးပုံမွေးသွားအောင်လို့ဇပင်းလင်းထူထားတာလေးကိုလည်းထည့်လိုက်ပါတယ် ရေကိုတော့စုံစည်းရေလေးအနှင်းငယ်လေးပဲထည့်ပေးပါရစေ။ပြီးတာနဲ့အဖုံးလေးအုပ်ပြီးတော့တဲထားပေးလိုက်ပါမယ်။၃မိနစ်လောက်တဲပေးပြီးသွားပြီဆိုရင်တော့အဖုံးလေးဖွင့်ပြီးတော့အိုးမကက်ရအောင်လို့မှုပေးပါမယ်ရှင်။ရေထက်မထက်သေးပဲနဲ့ဒီကြက်သားကထွက်တဲ့ရေရဲ့ဦးနှကစုံစည်းရေလေးထည့်ထားတဲ့ရေကိုလည်းခံသွားအောင်လို့လုံထားပေးလိုက်ပါမယ်။ လုံထားတဲ့ရေလေးလဲခန်းပြီးတော့ကြက်သားလေးတွေလည်းအနေငယ်မလာဘူးဆိုတော့မှရေကိုလိုအပ်သလောက်ထည့်ပြီးတော့ထည့်လိုက်ပါမယ်ရှင်။တောက်ဆန်းဟင်းဖြစ်တဲ့အတွက်ကြောင့်မလို့ရေကိုနည်းနည်းများများလေးထည့်လိုက်ပါတယ်။ပြီးရင်တော့အဖုံလေးအုပ်ပြီးတော့မိနစ်20လောက်တည်ထားပေးလိုက်ပါမယ်ရှင်။တည်လာလိုက်တာ15မိနစ်လောက်ကြာရင်တော့မကြီးရေလေးထည့်ပြီးတော့ထည့်ပေးလိုက်ပါမယ်။ရတာချင်းချင်းလေးတောက်ကျင်နေဆိုရင်တော့မကြီးရေကိုများများလေးထည့်နိုင်ပါတယ်ရှင်။ ပြီးရင်တော့ခဏလောက်နှက်အောင်ဝေပေးပြီးရောအရသာလေးမြည်ကြည့်ပြီးရောလိုအပ်တာကိုထပ်ထည့်နိုင်ပါတယ်ရှင်။အရသာနဲ့နဲ့ပေါ့နေတာမျိုးစားအလေးအနည်းငယ်ထပ်ထည့်ပေးလိုက်ပါတယ်။၅မိနစ်လောက်ထပ်တယ်ပြီးအရသာလေးစိတ်ကြိုက်ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးအိုချကန်နေရင်တော့ပင်စင်ရွက်နဲ့ရှက်နဲ့နဲ့ရေလေးအုပ်လိုက်ပြီးခဏလောက်တည်းပေးလိုက်မယ်ဆိုရင်တော့ရပါပြီရှင်။ ဒါဆိုရင်တော့အနံ့လေးမှုပြီးတော့အရန်တောက်လို့ကောင်းတဲ့ချက်တောက်ဆန်ဟင်းလေးကတော့ချက်ပါပြီရှင်။စီပြန်ဟင်းတွေမစားကျင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ဂရင်းပြတ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ချက်သားကိုအခုလိုမျိုးတောက်ဆန်ဟင်းလေးချက်တောက်ကြည့်ပါနော်။အရသာပူပူဆက်ဆက်ချင်းချင်းလေးနဲ့ဆိုတော့ဂရင်းမင်းစီမှာအသေးချပါပဲရှင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒါဆိုနောက်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်။